နော်ဟဲတုံးကွင်းစာဖုံးကျောင်းကအကုန်လုံးဒီဖုံးကျောင်းရိုက်ပြီးတော့ကြည့်ရတဲ့ဒီပင်လယ်ကိုကြည့်ရတဲ့မြင်ကွင်းရယ်ဒီဖုံးကျောင်းလှမ်းမြရရဲ့မြင်ကွင်းရယ်ဒီနေရာမှာဆိုရင်လုံးဝအပြစ်ဒီမှာဆိုလည်းဒီမှာဖုံးကျောင်းမြင်ကွင်းအကုန်လုံးလှမ်းတွေ့နေရဒီနေ့ကတော့ဒါလာရောက်လဲပတ်တဲ့လူကများတယ်ပေါ့နော်ပိတ်လဲပိတ်ရဆိုတော့အများကြီးပဲအပင်လယ်ကြီးဆိုလည်းရမ်းလာကြောပင်လယ်ကြီးဆိုလည်းရမ်းလာโอเคနောက်တနေ့ ဒီနေ့ကတော့နေရာဒီပိတ်ရဆိုတော့တော်တော်လေးကိုလူတွေများတယ်အဲဒီနေ့မှာဆိုလဲဓပုံရိုက်မလားဓပုံရိုက်မလားဒီမှာဖုံးကြောင်းရဲ့မြုံဝင်းကိုလှမ်းကြည့်မလားဒီပင်လယ်ကြီးကိုရှူစားမလားပေါ့နော်တော်တော်လေးလာတယ်ဒီမှာပင်လယ်ကြီးကလည်းတော်တော်လာဒီနေ့မှာဆိုရင်ဒီပင်လယ်ကြီးကိုနောက်ခံထားပြီးတော့ဓပုံရိုက်ရင်လည်းတော်တော်လေးကိုလာအဲဒီနေ့ကကြည့်လိုက်လို့ရှိရင် ဆွမ်းနာနေရလို့ပဲပေါ့နော်ဆွမ်းနာတော့ဒါနည်းနည်းလေးအမြင်မှန်းအောင်ကြည့်တာဒါကတော့ဒီပင်လေအောက်ကိုနည်းနည်းရောက်သွားပြီပေါ့နော်ဒါတော့အောက်ပိုင်းရပြီးတော့ခုံးချောင်းကိုလှမ်းကြည့်ရင်လည်းရတယ်အဲဒါတော့ထဲတုံးခွင်းစာဒီဗုဒ္ဓဘာသာခုံးချောင်းပေါ့နော်ဘူဆန်မှာရှိတာပါလာကျင်တဲ့ညီကိုရတော့ဒီကျွန်တော်တို့ယထာဘုဒ္ဓါကအိုရီရှိယာမှတ်တိုင်မှာဆင်းပြီးတော့ကျွန်တော်တက်စီနဲ့ဆိုရင်ကျွန်တော်15မိနစ်လောက်ဆိုရင်ရောက်ပါတယ်ဘယ်တော့မှလည်းဈေးမပေးရအောင်4500 5000လောက်ပဲပေးရတယ်ပေါ့နော် ဒီနေ့ကတော့ပိတ်ရက်နဲ့ပိတ်ရက်ဒီနေ့ကတော့ပိတ်ရက်ဆိုတော့ဒီမှာလာတဲ့လူတွေကတော်တော်များနိုင်ငံသားတွေအဓိကတော့နိုင်ငံသားတွေလာတာများတယ်ဒီမှာပင်လေးလှတယ်ဗျာဒီမှာကြည့်ပါ